ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ6ရက်9လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်မြင်ထားတွေ့ထားတဲ့စိုက်ကလေးကိုဆွဲပြပေးတော့မှာဖြစ်ပါတယ်โอเคပါဒီစိုက်ကလေးကိုမဆွဲပြခင်ပါเนาะကျွန်ပြောချင်တာပါเนาะဒီမွေးကနန်းကပ်ပါเนาะမွေးကနန်းကပ်က မိတ်ဆွေတို့ကိုပေါ့စီခြင်းနဲ့နော်ပေါ့စီခြင်းနဲ့စေတနာနဲ့အကောင်းဆုံးကိုရှာပြီးတော့အခါကျင်းဝင်မယူပဲနော်အစားပြန်ပေးတာပေါ့နော်အစားပြန်ပေးတာဖြစ်ပါတယ်အဲ့ဒီမှာပေါ့နော်ကျွန်တော်ကနန်းကျွန်တော်မွေးကထရကနန်းမထွက်သေးတာဘူးပေါ့နော် မထွက်သေးတာဘူး ကျွန်တော်ကိုယ်တိုင်ရောเนาะကျွန်တော်နဲ့အတူပေါ့เนาะဒီမွေးကနန်းကတ်ယူထားတဲ့မိတ်ဆွေတွေအားလုံးတိတယ်ပေါ့เนาะအားလုံးအတိเนาะမထွက်တည်ဘူးအားလုံးတိအဒါကြီးကိုပေါ့เนาะတူတူရတယ်မဟုတ်ပါဘူးเนาะတော်တော်များများပါပဲတချိန်ထွက်ပြီးတိုင်းတချိန်ထွက်ပြီးတိုင်းကျွန်တော်ကနားမပါဘူးထိနေပြီမပေါ့သေးဘူးအဲ့လိုမျိုးပေါ့เนาะတချိန်ပြီးတချိန် ကျွန်တော်ဆီမှာအမြင်လာလာပြောကြရတယ်ပေါ့နော်ဒါပြောစရာမလိုဘူးမထွက်သေးရလဲကျွန်တော်မွေးကနန်းကတ်ယူထားတဲ့လူတွေရောအကုန်တိရပေါ့နော်ပြောရရင်တော့ဗျာကျွန်တော်အိမ်တိမ်မှာတော့မှအိမ်ဆူရင်လက်ပိတ်တယ်ပေါ့နော်အိမ်ဆူရင်လက်ပိတ်တယ်အခုလဲဗျာပြီးခဲ့တဲ့အပတ်တွေရောပေါ့နော်ပြီးခဲ့တဲ့အပတ်တွေရလဲထိုးထိုးနေတူပဲတစ်ချိန်ပြီးတိုင်းတစ်ချိန်ပြီးတိုင်းဘယ်လိုမျိုး အာရန်ရှုံးနေမထွက်သေးဘူးအဲ့လာလာပြီးတော့ပြောရတယ်ပေါ့နော်ပစံတော့ပါတော့ရတယ်ဖြစ်နိုင်တယ်ပေါ့ကြနော်ဒါပစံတော့ပါတော့ရတယ်ဖြစ်နိုင်တယ်ပေါ့နော်ဆရာကကျွန်တော်ကလည်းမထွက်ဘူးအရန်ရှုံးနေပြီအဲ့လိုမျိုးပဲပေါ့နော်အဲ့တော့ခုနကပြောတော့လိုပဲပေါ့ကြနော်အင်းဒီနောက်မှအင်းဆူရင်လက်ပိတ်တက်တယ် နော်လက်ပိတ်တယ်ပေါ့နော်စိတ်ရှိတီးခံပြီးတော့မှကျေးဇူးပြု၍နော်ကစားပေးပါလို့ကျွန်တော်ဘက်ကနေတောင်းဆိုပါတယ်နော် တပက်အောင်ပါပါเนาะအောင်ပါပါဘောကမွေးကွက်နှစ်ကွက်မဟုတ်ရင် တော့မအခွေးအောင်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်เนาะโอเคပါ6ရက်9လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်စိုက်ကလေးဆွဲပြပေးမယ်ကျွန်တော်ရမိတ်ဆွေများကကျွန်တော်ဆွဲပြပေးတဲ့စိုက်ကလေးကို ကြည့်ရှုပါလေ့လာပါနော်တောင်းတက်ပါမိမိကိုယ်တိုင်အကြိုက်တူမှ ကစားစီခြင်းပါတယ်ပြီးတော့ဒီလိုမျိုးပေါ့နော်အဖွင့်နေမှာ အဖွင့်နေမှာအပူကြထားရင်နောက်အချိန်နဲ့နောက်ထပ်ပေါ့နော်နောက်ထပ်အပူထက်လာတတ်ပါတယ်နော်ဒါလေးကကျွန်တော်ကတတိပေးတာပေါ့နော်အာအဖွင့်နေမှာအပူကြထားရင်နောက်ထပ်အပူကျန်တဲ့အချိန်တွေမှာပေါ့နော်ကျန်တဲ့အချိန်တွေမှာ အပူထလာတတ်ပါတယ်အပူကြိုက်တယ်ဆိုရင်တော့ထပ်ကစားလို့ရတယ်ပေါ့နော်ပြောချင်တာကတော့ဟောပြီးကျွန်တော်စိုက်ကလေးကိုစားလိုက်အောင် စိုက်ကကျွန်တော်ဒီကနေစလိုက်မယ်အပြရောင်လေးပေါ့နော်ဒီအပြရောင်ထဲမှာရှိတဲ့ခဏသုံးလုံးကို ပေါင်းလိုက်ရင်၅ဖြစ်ပါတယ်နော်အပြရောင်ထဲမှာရှိတဲ့၃ညာ၃နှစ်ကို ပေါင်းလိုက်ရင်၅နော်၅ဆိုတော့ကျွန်တော်က၅ break ဆိုပြီးတော့ယူလိုက်မယ် abre. နောက်တစ်ခုကဒီမှာအစင်းအောင်လေးပေါ့နော်အစင်းအောင်လေးထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းလိုက်မယ်5 8နော်5ရဲ့8ရဲ့3ရဲ့ပေါင်းလိုက်လို့ရှိရင်16 16ဆိုတော့6အဲ့ကျွန်တော်က6ထိပ်စီးဆိုပြီးတော့ယူလိုက်မယ် ဇင်းအောင်လေးက53ပေါင်းလိုက်တာစချောဖြစ်တဲ့အတွက်ကြောင့်6ထိပ်စီပေါ့နော်အဲ့ဒီမှာ5 break 6ထိပ်စီနဲ့ဘာကနန်းထွက်လဲဆိုလို့ရှိရင်တွေ့ရဘေးမှာပဲပေါ့နော်ကျွန်တော်5 break ရေးထားတဲ့ဘေးမှာပဲ5 break 6ထိပ်စီနဲ့ညနေပိုင်းမှာ6 9ဆိုပြီးရထွက်ထားပါတယ်တလီယာဒုတိယအပြရန်လေးပေါ့နော် ဒီအပြာရောင်ထဲမှာ ရှိတဲ့ခဏန်းသုံးလုံးနော်268 268ကိုပေါင်းလိုက်မယ် sorry sorry 268မဟုတ်ဘူးနော်အဲ့ဒီမှာဒုတိယပြည်အောင်ဝိုင်းလေး3ရက်2ရက်6ရက်နော်3ရက်2ရက်6ရက်ပေါင်းလိုက်လို့ရှိရင်7ဖြစ်ပါတယ်3 2 6ပေါင်းခြင်း7ဖြစ်တဲ့အတွက်ကြောင့် temporary ဆိုပြီးတော့ကျွန်တော်ယူလိုက်ပါမယ် တစ်ပရိတ်ပေါ့နော်3နှစ်6ခုပေါင်းလိုက်တာ7ဆိုတော့ကျွန်တော်တစ်ပရိတ်ဆိုပြီးတော့ယူလိုက်တယ်အထိတ်စီနော်ထိတ်စီရတယ်ခင်ဗျားလည်းပဲအစိမ်းအောင်လေးဒီမှာဒုတိယအစိမ်းအောင်လေးပေါ့နော်အစိမ်းအောင်လေးထဲမှာရှိရဲ့73ခွန်ပေါင်းလိုက်မယ်ရှိရဲ့3ရဲ့ခွန်ရဲ့ပေါင်းလိုက်လို့ရှိရင်78ပေါ့ဗျာနော်78ဆိုတော့ကျွန်တော်8ထိတ်ဆိုပြီးတော့ယူလိုက်ပါတယ် ပေါ်နဒီပထမနှစ်ပဲမှာတော့ထိတ်စီးပဲပေးထားတယ်ပေါ့နော်ထိတ်စီးနဲ့တွဲပေးထားတယ်ရှစ်ထိတ်အတစ်ပရိတ်တစ်ပရိတ်ရှစ်ထိတ်နဲ့ဘာကနန်းထွက်လဲဆိုလို့ရှိရင်เนี่ยကျွန်တော်ရေးထားတဲ့တစ်ပရိတ်ရဲ့ဘေးမှာပေါ့နော်တစ်ပရိတ်ရှစ်ထိတ်နဲ့ရှစ်တုံးဆိုပြီးတော့ထွက်တာပါတယ်နော်ညနေပိုင်းမှာရှစ်တုံးဆိုရှစ်တုံးဆိုပြီးတော့ထွက်တာပါတယ်အဲတော့တတိယပင်လေးကိုကြည့်ရအောင်နော်အလေးရောကျွန်တော်၃ချိန်မြောက်ကြာရအောင်ဝိုင်းလေးပေါ့နော် ီပြန်ရောင်းဝိုင်းထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းလိုက်မယ်2ရ6ရ8ရ2 6ရ8အဲ့ဒီ2 6ရှစ်ကိုပေါင်းလိုက်ရင်16 16ဆိုတော့ကျွန်တော်က6 break ဆိုပြီးတော့ယူလိုက်ပါမယ်6 break เนาะ ဲ့ဒီ6ပြိတ်နဲ့တွဲရမယ်လုံးဝင်လေးရကြတော့ဒီကလည်းတတိယအစိမ်းအောင်လေးဝိုင်းလေးပေါ့နော်အစိမ်းအောင်ဝိုင်းထဲမှာရှိတဲ့3ရယ်9ရယ်9ရယ်ပေါင်းလိုက်မယ်3 9 9နော်ဒီ3 9 9ကိုပေါင်းလိုက်ရင်16ရပါတယ်16ဆိုတော့ကျွန်တော်ကတော့ကိုထိတ်ဆိုပြီးတော့ယူလိုက်မယ် ဘာလို့ကိုထိပ်ယူတာလဲဆိုလို့ရှင်အပေါ်နှစ်ပင်မှာ6ထိပ်နဲ့8ထိပ်အဲ့ဒီပုံစံတိုင်းပေးထားတဲ့အတွက်ကြောင့်ကျွန်တော်ကကိုထိပ်ဆိုပြီးတော့ယူလိုက်တာဖြစ်ပါတယ်6 break 6 break ကိုထိပ်ပေါ့နော်အ6 break ကိုထိပ်နဲ့အဓိကမင်းကတော့ကိုခွန်ပေါ့နော်ကျွန်တော်ကတော့အားထည့်မယ်ပေါ့နော်အားထည့်မယ်ဘာလို့လဲဆိုရင်ကျွန်တော်ပြောနေကြတိုင်းပဲပေါ့နော်ထိပ်စီဆိုပေမဲ့လည်းအပြဘက်ကနေ ဆက်စစ်ဆိုပုံမှန်လဲအာဘတ်ကနေပေါ့နော် sorry အာဘတ်ကနေလာတတ်ပါတယ်ဆက်စစ်ဆိုပုံမှန်လဲအာဘတ်ကနေလာတတ်တဲ့အတွက်ကြောင့်နော်ဘိတ်ကနေလာတတ်တဲ့အတွက်ကြောင့်ကျွန်တော်အာဆိုပြီးတော့ထည့်ထားတာပါဗျာနော်ကိုခွန် ဒါတော့အဓိက main ပေါ့နော်အရင်နေနေကကြတော့၄နှစ်ပေါ့ဗျာနော်ကိုယ့်ရဲ့ power က၄ဖြစ်တဲ့အတွက်ကြောင့်၄နှစ်6လေးနဲ့တွဲတွဲလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်တို့6ဘရိတ်ရဲ့ power break က tip break ဆိုတော့9နှစ်နော်ပြီးရင်၄ခွန်ဒါလေးကတော့ အရန်လေးထည့်ပေးထားပါဘောနော်အဲ main quad နဲ့အရန်နဲ့ဆိုရင်မများပါဘူးနော်လေး quad ထည့်ပါအမိုက်စမြအနေနဲ့ဘောနော်ဒီ site လေးကိုကြည့်ရှုပြီးပြီးလေ့လာပြီးပြီးဆိုလို့ရှိရင်အကြိုက်တူတယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါ Okay ဗျာညနေပိုင်းတော့ site ကြီးကတော့ဒီလောက်ပါပဲကျွန်တော်ချင်းမဲဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဖေးအန်ရီတွေကင်းရှင်းကြပါစေ လူရင်းဆန္ဒတွေတလုံးတော့ရနဲ့ပြည်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကျဲနိုင်တဲ့ပုံကိုယ်ထူပုံကိုယ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့ချမိတ်ဆွေအားလုံးနော်ရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်ကနေဆုတောင်းပေးပါတယ်ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်